အစားထိုးများတဲ့မြေကိုကဲတင်မှုတပတ်ကိုသိန်းရနဲ့ချီအောင်ကုန်ခံပြီးကဲတင်ပေးခဲ့တဲ့သမီးလိမ္မာလေးနန်းခေစီအောင်မင်္ဂလာပါပြိသက်ကြီးဘဝမှာအစားထိုးများတာအမေဆိုတာကိုကောင်းကောင်းသိရဲ့နန်းခေစီရကတော့ငွေဘလောက်ကုန်ကုန်အမေဖြစ်သလိုတန်နာတလောင်းကဲတင်ပေးခဲ့လည်းဖြစ်ပါရင်နန်းခေစီရရဲ့မိခင်ကတော့မကြသေးခင်ကကျမ်းမာရဲ့အချင်းနဲ့အရန်ဆိုးရနေအောင်မို့ ICU ခန်းထဲမှာ အချိန်ကြာအောင်ကုသခဲ့ရတာပါဆေးရုံမှာဈေးကြီးခန်းမှာထားပြီး ICU ခန်းထဲမှာဆိုရင်လေ15ရက်တာနေပြီးကုသခဲ့ရလေဖြစ်ပါတယ်။ ICU ခန်းထဲမှာကုသရဆေးကတရက်9သိန်းနဲ့10သိန်းကြာကုန်ကြပြီးတပတ်သာဆေးရုံဆေးရိပ်ဆိုရင်တော့တပတ်ကို300နဲ့ချီရှင်းရလို့ဆိုပါတယ်။အခုလိုခက်ကားလာချင်းမှာငွေရှာရတာမလွယ်ကူပေမဲ့နားခင်ကတော့အမေဖြစ်သူ အသက်ရှင်မှုသားအထိကငွေရအရေးမကြီးဘူးဆိုပြီးတော့ကုသပေးကြရလေဖြစ်ပါတယ်။နားခင်အမေခင်ကဈေးကြီးဆုံးအခန်းမှနေပြီးဆေးရုံတက်နေရတာ အခုဆိုရင်တော့နှစ်နာရီတောင်ရှိပြီမို့ငွေရလည်းရမ်းကုန်နေပါပြီတရက်တရက်ရှင်းရတဲ့ငွေပမာဏများလို့လို့စေကူစေကသိန်းထောင်ကျော်လောက်ကုန်ကြနေပြီလည်းဖြစ်ပါရင်နန်းခင်ကတော့ငွေဘလောက်ကုန်ကုန်အစားထိုးများလည်းအမေဖြစ်သူကုန်အသက်ရှင်အောင်ကုသမယ်ဆိုတဲ့စိတ်တစ်ခုနဲ့ကုသပေးကြလည်းဖြစ်ပါရင်နန်းခင်ရမိခင်ကတော့အသက်အနည်းကကင်းလို့ပြီးစိတ်ရောစိတ်ဝင်ကြခဲ့ပေမဲ့အချိန်ကြာကြီးနေပြီးတော့မဖြစ်နိုင်တော့ပါဘူးမိခင်ဖြစ်သူကကျမရဲ့ချင်းနေကြောင် အဲ့ရတယ်မှာပဲလဲနေရမယ့်အနေအထားနဲ့စိတ်ယုံစိမ်းရမှာဖြစ်ပေမဲ့နားခင်ကတော့အစွမ်းကုန်ပြုစုပေးသွားမှလည်းဖြစ်ပါတယ်။အမေဖြစ်သူရဲ့တက်တန်းဘလောက်ပဲကြကြံနားခင်ကအကောင်းဆုံးပြုစုပြီးအတက်ကို ရှင်းနေသမျှရှေအောင်ကြိုးစားပြီးကုသပေးသွားဖို့ဆုံးဖြတ်ထားလို့ဆိုပါတယ်။မိခင်ကျေးဇူးမဆက်လိုက်ရလို့တေမနောင်နာရတာထက်မသေးခင်မှာအခုလိုပြုစုတာကမုံမြတ်တဲ့ချပါပဲနော်။ဟုတ်ကဲ့ပါ။ဒီနေ့တော့ဒီလောက်နဲ့ပဲဆက်နားလိုက်ပါစေ။ အခုလိုစိတ်ဝင်စားစားကြောင်းရတွေကိုနေ့စဉ်တင်ဆက်ပေးနေရဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်း